ပေတရုဟာဆိုလို့ရှိရင်သူ့ရဲ့တေခြင်းတရားအတွက်အရင်အစဉ်သင်ဖြစ်နေခဲ့ပါဘလောက်တောင်မှအစဉ်သင်ဖြစ်နေခဲ့လဲဆိုတော့သူ့ရဲ့တေခြင်းတရားဟာခရစ်တော်ထက်ပိုပြီးနိုင်ကြရမယ်တခေရှုကလက်ဝါးကားတိုင်းမှာတည်ရဆိုလက်ဝါးကားတိုင်းထက်ယုံညံ့တဲ့တေခြင်းတရားနဲ့သူတည်ရလဲဂျင်းနဲ့ ါမဲ့သူ့ရဲ့တေခြင်းတရားဟာခရစ်တော်လိုပဲလဝါကားတိုင်းမှာတင်တက်ဖို့ဖြစ်လာတဲ့အခါမှာသူတောင်းဆိုမှုတစ်ခုကိုလုပ်ခဲ့တယ်။ကျွန်တော်ကိုလဝါကားတိုင်းမှာဒီတိုင်းထဲတော့တင်မတက်ပါနဲ့။ဒါဟာခရစ်တော်နဲ့တန်းတူဖြစ်တဲ့တည်းကြောင့်သူဟာမထိုက်တန်ဘူး။ဂျေဇုဘုရဲ့ကျွန်တော်ကိုဇောက်ထိုးထားပြီးတော့တတ်ကြပါလို့သူတောင်းဆိုလိုက်တယ်။ ာနန်နဲ့ခင်ပါခင်ဗျာဘုရားသခင်မကုံဆုံးတဲ့ကိဥနာတော်ကြောင့်ကျွန်တော်တို့ဒီနေ့ဆိုလို့ရှိရင်နိုဝင်ဘာလ23ရက်နေ့ထိကျွန်တော်ရောက်ရှိလာခဲ့ပါပြီနေ့စဉ်နေ့တိုင်းမှာတာရတဲ့နန်နဲ့ခင်ကိုတွေ့မြင်ခွင့်ပေးတဲ့ဘုရားသခင်နာမတော်ထူးကျေးဇူးတင်ချီးမွမ်းပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ Letter Spray ဆိုတဲ့ Morning Devotion အစီအစဉ်ဟာလည်းပဲနေ့စဉ်နဲ့6နာရီတိုင်းမှာဒီကြည့်ရှုသူဓမ္မချစ်တဲ့မိတ်ဆွေအားလုံးအတွက်အမြဲတမ်းထုတ်လွှင့်ပြသပေးလျက်ရှိပါတယ်ကိုယ့်ရဲ့ဆူတောင်းချက်တွေ ဆူတောင်းစီလိုတဲ့အရာတွေအားလုံးလည်းပဲကျွန်တော်တို့စီကိုဆက်လက်ပြီးတော့ပေးပို့ကြပါ။အဲဒီဟောက်တိုင်းအတွက်ကျွန်တော်တို့ဆူတောင်းပေးနေတယ်ဆိုတာလည်းပဲကျွန်တော်နေနဲ့အသိပေးလို့ပါတယ်။ဒီနေ့နိုဝင်ဘာလ23ရက်နေ့အတွက်ခေါင်းစဉ်ကတော့အဆုံးတိုင်ဆွဲကင်ထားလောဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။အခြေခံထားတဲ့အကြမ်းချက်လေးကျွန်တော်ဖတ်ပြခြင်းနဲ့ရှင်ပေတုဩဝါဒစာဒုတိယဆောင်အခန်းကြီး3အပိုင်းငယ်17နဲ့22တို့ဖြစ်၍ဤအလုံးစုံတို့သည်ကုံစင်သည်မှန်သောကြောင့် မိုးကောင်းကင်သည်မီးနှင့်ပြတ်၍လောကဒတ်တို့သည်ပူအားကြီးလျက်အရေးကြိုခြင်းကိုခံရသောနေ့တည်းဟုသောတခင်ဖျားဤနေ့ရောက်လာလိမ့်မည်ဟုသင်တို့သည်မျော်လင့်တောင်းတလျက်တန်ရှင်းသောအကျင့်ကိုကျင့်ခြင်းဖျားဝတ်၌မွေးလျော်ခြင်းအဖြစ်အဘေတို့သောသူဖြစ်အပ်သည်။ဒီစကားကရှင်ပေတုရေးသားထားတဲ့စကားပါ။ရှင်ပေတုအကြောင်းကိုကျွန်တော်မနေ့ကနေစပြီးတော့ကျွန်တော်လေ့လာခဲ့ရတယ်။ ဒီနေ့လဲကျွန်တော်တို့ဆက်လေ့လာအောင်မှာဖြစ်ပါတယ်။မနေ့ကတော့ရှင်ပေတုရဲ့ဘဝအသက်တာနဲ့ဆက်ကြောင်းကိုလေ့လာခဲ့ရတာဖြစ်ပြီးတော့ဒီနေ့မှာတော့သူ့ရဲ့ဩဝါဒနဲ့သူ့ရဲ့သဘောထားအကြောင်းလေးကိုပြည့်ရဲ့သူ့ရဲ့နောက်ဆုံးအသက်တာအကြောင်းလေးပဲတစိမ့်နေတာလေ့လာသွားပါမယ်။ရှင်ပေတုဩဝါဒစာဟာပထမဆောင်နဲ့ဒုတိယစာဆောင်ရှိတယ်။ဒုတိယစာဆောင်မှာဆိုလို့ရှိရင်အထူးသဖြင့်စာရိတ္တမြင့်တင်မှုရနဲ့ဘုရားသခင်အစီအစဉ်တွေကိုရေးသားတာတွေ့ရတယ်။အထူးသဖြင့်အဲနှစ်ပေ အခန်းကြီး1အပိုင်းငယ်9ကနေစတိတိဖတ်တဲ့အခါမှာအဲ့ဒါလေးတွေကျွန်တော်တို့တွေ့ရတယ်။အဲ့ဒီမှာယုံကြည်ခြင်းနေစိတ်သဘောထားဒီအတိညာချုပ်တည်မှုတီးခံခွလခြင်းဖျားဝတ်နိုင်မွေးလျော်တဲ့အညီကိုစုံမတ်တာချစ်ချင်းမြတ်တာစတဲ့ယုံကြည်ခြင်းလေကတိအကြောင်းတွေပါကျွန်တော်တို့ဒီမှာတွေ့ရတယ်။ဘုရားသခင်နဲ့တိုးဝင်ခြင်းကဘုရားဒီလေကတိပုံစံမျိုးနဲ့ကျွန်တော်တို့ကိုအာတင်ပေးသွားတယ်ခရစ်တော်ရဲ့တကူးကိုခံယူတဲ့အကြောင်းအရာတွေ ခရစ်တော်ရဲ့ဂရီတော်မှာကျွန်တော်တို့ခိုလုံရမယ့်အကြောင်းအရာတွေပါသူကျွန်တော်တို့တွင်တင်ပေးထားတယ်ဘသူတရားမှပြည့်စုံတဲ့ခရစ်ရဲ့အသက်တာကိုမမြင်နိုင်ဘူးဆိုပြီးတော့ကျွန်တော်တို့မခံစားသင့်ပါဘူးဘာဖြစ်လို့လဲဆိုတော့ခရစ်တော်မှာတူးဝင်ချင်းကပ်ဖို့ဆိုတာလုံးဝခရစ်တော်နဲ့အတူတွာလာနိုင်တဲ့အနေအထားဒီဘုရားသခင်ကျွန်တော်တို့ပို့ဆောင်ပါလာခရစ်တော်ရဲ့ဆက်ကပ်ပူဇော်ခြင်းအကြောင်းကိုတဲ့ဒီအားလုံးရရှိဖို့အတွက် ဘုရားသခင်ကကျွန်တော်တို့ဂေယုနာတက်ပြီးသားဖြစ်ပါတယ်။ဒါကြောင့်သခင်ယေရှုအဆိုရင် ပြည့်စုံတဲ့အသက်တာဖြင့်နေထိုင်ပြီးတော့အပြစ်ကို ပြန်လည်တိုက်လှန်ခဲ့တယ်။အဲ့ဒီအတွေ့အကြုံကိုမြင်တွေ့ခဲ့တဲ့ရှင်ပေတရုကကျွန်တော်တို့ကိုကိုယ့်ကိုယ်ကိုကွင်ပေါ်ပြပေးထားတယ်။ကျွန်တော်တို့လည်းပဲဒီလောကမှာအခက်ခဲကြတဲ့အနေရှင်သန်ပြီးတော့မှခရစ်တော်ရဲ့စာရိတ္တတော့ကျွန်တော်တို့အပေါ်မှာယူတင်ဝတ်ဆောင်လာတဲ့အခါမှာဒီအခက်ခဲတွေကိုကျွန်တော်တို့ကြော်လွှားသွားနိုင်မယ်ဆိုတဲ့အကြောင်းအရာလေးတွေကို ရှင်ပေတရုဒုတိယဆောင်မှာ ရှင်ပေတူးရဲ့ဩဝါဒဒုတိယဆောင်မှာကောင်းမွန်စွာရေးသားဖော်ပြပေးထားတယ်။အာမလည်းခံပေးထားတယ်။ဒီလိုနဲ့ပေတရုဟာဆိုလို့ရှိရင်သူ့ရဲ့သာသနာခေတ်ဟာအစတော့ဒီဂျေရုရှလင်ကောင်စီမှာပဲဦးစီးဦးဆောင်လုပ်နေရနေသူလည်းပဲတကြွန်းတနိုင်ငံကိုသွားပြီးတော့အဲ့ဝင်ကလေးသွားခဲ့ရပါတယ်။ဒီလိုသွားတဲ့ဧည့်သည်အာဂန်နုသာသနာပုဂ္ဂိုလ်ကြီးဟာဆိုလို့သာသနာပြုပုဂ္ဂိုလ်ကြီးဟာဆိုလို့ရှိရင် သူ့ကိုချောင်းမြောင်ကြီးရှုပြီးစောင့်ကြည့်နေတဲ့ရန်သူတွေရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရတယ်။သူ့ကိုတတ်ဖို့ကြံစီကြတယ်။ပေတရုဟာဆိုလို့ရှိရင်ဒီတစ်ခါတော့တေချင်းကိုကြောက်ရမယ်အစားတေချင်းအတွက်အကောင်ဆုံးပြင်ဆင်သွားတာတွေ့ရတယ်။တခိယုသူ့ကိုနောက်ဆုံးပြောခဲ့တဲ့စကားကိုသူကောင်းကောင်းမှတ်ထားဟန်ရှိပါတယ်။ငယ်ရွယ်တဲ့အချိန်ခါမှာကိုလိုအလိုရှိရာကိုသွားလာမယ်။အသက်ကြီးလာတဲ့ခါမှာ ်ချီနောင်ချင်းခံပြီးတော့ကိုယ်အလိုမရှိတဲ့အရက်ကိုပို့ဆောင်ချင်းခံရမယ်ဆိုတဲ့သခင်ရှုရဲ့ဒီရှင်ယောဟန်27မှာပြောခဲ့တဲ့စကားအတိုင်းပဲဒီခါတော့ကြုံလာပြီသူလုံးဝမတုံ့လှုပ်တော့ပါဘူးဘာကြောင့်လဲသူခရစ်တော်ကို၃ချိန်ညင်းပယ်ခဲ့တဲ့သူရဲ့အပြစ်ရှိရဆိုတဲ့ခံစားချက်ကိုဖြေစေဖို့ရန်အတွက်ခရစ်တော်အတွက်လုံးဝအသက်ပေးဖို့သူဆုံးဖြတ်ထားပေးတာဖြစ်တယ်။အဲ့ဒီချိန်မှာပေတရုဟာဆိုလို့ရှိရင်လုံးဝသူ့ရဲ့တည်ခြင်းတရားအတွက် အရန်အဆင်သင့်ဖြစ်နေခဲ့ပါဘလောက်တောင်မှအဆင်သင့်ဖြစ်နေခဲ့လဲဆိုတော့သူ့ရဲ့တေခြင်းတရားဟာခရစ်တော်တေခဲ့တဲ့အတေထက်ပိုပြီးနှိမ့်ကြရမယ်သခင်ရှုကလက်ဝါးကားတိုင်းမှာတေရဆိုလက်ဝါးကားတိုင်းထက်ယုံညံ့တဲ့တေခြင်းတရားနဲ့သူတေရလဲကျေနပ်တယ်ဒါမဲ့သူ့ရဲ့တေခြင်းတရားဟာခရစ်တော်လိုပဲလက်ဝါးကားတိုင်းမှာတင်တတ်ဖို့ဖြစ်လာတဲ့အခါမှာသူတောင်းဆိုမှုတစ်ခုကိုလုပ်ခဲ့တယ်ကျွန်တော်ကိုလက်ဝါးကားတိုင်းမှာ ီတိုင်းတဲ့တော့တင်မသက်ပါနဲ့ဒါဟာခရစ်တော်နဲ့တန်းတူဖြစ်တဲ့တကြောင်သူဟာမထိုက်တန်ဘူးဂျေဇုပြုရဲ့ကျွန်တော်ကိုဇောက်ထိုးထားပြီးတော့တတ်ကြပါလို့သူတောင်းဆိုလိုက်တယ်ဇောက်ထိုးထားပြီးတော့သူတတ်ခဲကြတယ်လို့ကျွန်တော်တို့တွေးရှိရတယ်ရှင်ပေတူရဲ့အသက်တာကြည့်မယ်ခရစ်တော်ညင်းပေခဲ့တဲ့ပုဂ္ဂိုလ်ပါပဲဒါပေမဲ့အမှန်တကယ်ပြောင်းလဲလာတဲ့ခါမှာခရစ်တော်အတွက်အသေးခံလောက်အောင်သာသနာမှာပါဝင်တာကျွန်တော်တို့တွေ့ရတယ် ။တင်းနဲ့ကျွန်တော်ရဲ့အသက်တာဘလောက်ထိအမဲဆက်တွေရှိခဲ့လဲ။ခရစ်တော်နဲ့ထိတွေ့ပြီးတဲ့နောက်ပိုင်းပြုပြင်ပြောင်းလဲသွားတဲ့အသက်တာဟာဆိုရင်အရင်ရဲ့အရင်တုန်းကအရေးမေးတွေအားလုံးဖုံးလွှမ်းပေးတာ။ခရစ်တော်အတွက်အသက်တာမှာပေးဝန်းတဲ့ပုံကိုအတိအသေးတိုင်းဖြစ်လာလိမ့်မယ်လို့ကျွန်တော်အနေနဲ့ထပ်လောင်းပြီးတော့အားပေးလိုပါတယ်။ကျေးဇူးတင်ပါတယ်။အခုကျွန်တော်တို့ဆုတောင်းဖို့ဖြစ်ပါတယ်။ဒီနေ့ရောအထူးကျွန်တော်တို့ဆုတောင်းပေးချင်ပါတယ်။ကျွန်တော်တို့ထံကိုဆုတောင်းချက်တင်ဖို့ကြတယ်။ ပုဂ္ဂိုလ်တွေအတွက်ကျွန်တော်ဆူတောင်းပေးခြင်းနဲ့သူတို့တွေကတော့ဒီအာကချင်ဘက်ကလာပြီးတော့တချို့လဲရန်ကုန်မှာရှိတယ်တချို့လဲမြစ်ကြီးနားမှာရှိပါတယ်ရန်ကုန်မှာရှိတဲ့ဒေါ်ဆောင်လန်းအတွက်ဆူတောင်းဖို့ဖြစ်ပါတယ်ပြီးတော့နောက်တစ်ယောက်ကတော့ဒီဇော်ဂျာလို့ခေါ်တယ်သူနဲ့အတူသူ့ရဲ့ညီတွေဖြစ်တဲ့ဒီထွယ်လီလက်ဂျာဆိုင်တူနဲ့အတူသူ့ရဲ့မိခင်အတွက်ပါဆူတောင်းပေးဖို့အတွက်ကျွန်တော်စီကိုတောင်းဆိုထားတာဖြစ်ပါတယ် မောင်စောကြာဆိုလို့ရှိရင်လည်းကျန်းသာကြောင်းကောင်းမှာတက်ရောက်နိုင်ဖို့ရန်အတွက်ဖြစ်ပါတယ်။ခဏလေးဥညွတ်ပြီးတော့ဆူတောင်းကြပါစို့။ကောင်းမြတ်ဆုံးလင်းတော်မူသောအဖာကိုရောဝကျေသူတင်နေတာသမီးတို့နဲ့တူအမြင်တရှိလမ်းပြပေးခဲ့တယ်။တာရဲနဲ့နဲ့ခင်းဟုလည်းပဲကောင်းမှာဖြစ်တွင်းမြေနိုးထသောအခွင့်ရရှိတဲ့အတွက်ကြောင့်ကျေသူတင်ပါရဲ့ဖာ။ဒီနေ့မနက်မှာကိုရရှင်တာသမီးကိုဖွင့်ပြခဲ့တဲ့ရှင်ပေတူးရဲ့အသက်တာအကြောင်းကိုတစိမ့်တစ်ပိုင်းပြန်လည်ပြီးတော့ကြားနာခွင့်ရရှိပါတယ်။ရှင်ပေတူးကျွန်တော်တို့ကို ပေးပို့ထားတဲ့သူရဲ့ဩဝါဒစာဒုတိယဆောင်ဟာကျွန်တော်တို့အသက်တာမှာပို့ပြီးတော့အရေးကြီးတဲ့အခန်းကဏ္ဍများစွာတွေးရပါတယ်။အထူးသဖြင့်ဖပါဗျာကိုရိုနဲ့အတူဒလုံးတော်ရဲဖြစ်ဖွယ်ရန်အတွက်ကိုရိုထံမှာချင်းကတ်တဲ့အခါမှာဤကဲ့သို့သောဒီလေကတိမျိုးနဲ့ပုံစံပြပြီးတော့ကျွန်တော်တို့ကိုခရစ်တော်ထံကိုပို့ခေါ်ဆောင်ပေးသွားတယ်ကျေးဇူးတင်တယ်ဖပါဗျာခရစ်တော်နဲ့ဒီလူတလုံးတော်ရဲဖြစ်ပြီးတော့ကိုရိုရှင်အတွက်မိမိရဲ့အသက် ကိုပင် စတီဝန်နဲ့သူအရောက်တိုင်းဖြစ်ဖို့မဆတော့ပါဂျေစုတင်နဲ့ဆက်လက်ပြီးနာမကျန်းဖြစ်တော်သူတို့အတွက်နဲ့အခြားသောဆုတောင်းချက်တွေအတွက်ဆုတောင်းပါတယ်ဂျမိုင်းချွေရင်းရဲ့ကိုရရှင်သမီးတော်ဆောင်လန့်ကိုရကိုကောင်းကြီးပေးပါကိုကာယကျမ်းမာခြင်းအခြားသောကိုရရှင်နဲ့တွာလာနိုင်တဲ့စိတ်နေစိတ်ထားတယ်လို့ကိုရရှင်ပေးသနာတော်မူလျက်စိတ်ခွန်အားကြီးခြင်းနဲ့ပေးသနာပါထို့တူကိုရရှင်သားဇောဂျာနဲ့သူ့ရဲ့ညီများ သူရဲ့မိခင်ကိုလည်းကိုရောကောင်းကြီးပေးပါအထူးသဖြင့်မိခင်ရဲ့ကျမ်းမာရေးနဲ့တော်တော်ကောင်းသူရဲ့ညီရေဖြစ်တဲ့ညီ၃ယောက်တူရဲ့ဒီအလုံအကိုင်ငယ်နဲ့ပတ်သက်ပြီးသူကိုယ်တိုင်လည်းပဲဓမ္မကျမ်းစာကြောင်းမှာကောင်းမှာပညာသင်ကြားနိုင်ကိုရောမှာစပေးပါကိုရောရှင်ညီတချင်းသူ့ဘော်တို့တက်ရောက်စေလျက်ကိုရောရှင်သူနဲ့တူရှိကြောင်းထင်ရှားသည့်အမှတ်လက္ခဏာသူရရှိပွဲမှာစာလန်းပြပေးပါကျေးဇူးတင်တယ်ဒီစီစဉ်ကိုကြည့်ရှုတော့ကိုရောသားသမီးအရောက်တိုင်းပုံမှာလည်းပဲ ။ညီတက်ချင်းနဲ့ဝမ်းမြောက်ခြင်းကောင်းခြင်းမင်္ဂလာအလို့ဖျားဖျားအလုံးစုံတို့ကိုတောင်းလောင်းပေးပါမည်။ကြောင်းယေရှုခရစ်တော်ဖျားအိမ်နာမတော်မြှပြုလျက်ယူသေးပါဆုတောင်းပါလိမ့်ပါဗျာ။အာမင်။